ပိုင်ဆိုင်မှုပစ္စည်းတွေကိုထားခဲ့ပြီးတော့ဝန်ထမ်းအနေနဲ့တူငလင်းရှောင်းထွက်ပြေးကဲလို့အသက်ပေးလုခဲ့တဲ့ပူဇော်ပြုခင်းတဲ့ကိုထုံပရိသတ်ကြီးမင်းသမီးပူဇော်ပြုခင်းတဲ့ကိုထုံတို့ကတော့မလ28ရက်နေ့ငလင်းလုခတ်နေစဉ်မန်လေးမြို့နယ်မှာဖြစ်ပြီးတော့ငလင်းပေးကြုံခဲ့ရတာဖြစ်ပါသည်။သူမစိတ်ထားပြေဝပြီးတော့ဆိုင်လာသော customer တွေနဲ့ဝန်ထမ်းနေပေးကင်းဖို့တွေ့ဘေးလွရာကိုပြေခိုင်းပြီးသူမနဲ့ကိုထုံတို့ရဲ့ကလေးတွေကိုခေါ်ကရှင်နာပစ္စည်းဘာတစ်ခုမှမရှိဘဲနဲ့ဝန်ထမ်းနေတဲ့တူထွက်ပြေးခဲ့တာဖြစ်ပါသည်။ အကြသေးရင်ကလေဘီဘီလေးအမွာလေးတွေကတယောက်ကဘိုက်ထဲမှာနေမဖွင့်ပြိုးဘဲနဲ့ဆုံရှုံခဲ့ရပြီးတယောက်ပဲနဲ့ရှင်တန်ခဲ့တာဖြစ်ပါတယ်။စိတ်ညစ်နေတဲ့သူမကတော့ရခုငယ်လေးပေးကြည့်ပါခန်းစားလိုက်ရတော့အများနည်းတူစိတ်မကောင်းဖြစ်ခဲ့ရပြီးတော့ဝမ်းနေကြရတယ်လို့ဆိုပါတယ်။မင်းသမီးပို့ချပြုခင်နေသူမယောက်ျားကိုထွန်းတို့ဟာဝန်ထမ်းနေတဲ့သူငယ်လေးတန်ခန်းစားရတဲ့ပြည်သူတွေအတွက်ချက်ချင်းအမြန်စားစရာတွေချက်ပြုတ်ပြီးတော့ဝေမျှပေးနေတာဖြစ်ပါတယ်။ ငလင်တန်ကိုတူခန်းစားနေရပေမဲ့လေစိတ်သဘောထားပြေဝပြီးတော့အများပြည်သူတွေခက်ခဲနေတာကိုကိုချင်းစားပြီးတော့ချက်ပြုတ်ပြီးတာပါပိုးကြပြုတ်ခင်ကတော့ဖြစ်ဖြစ်ချင်းကိုအလုံးအုံးမဲ့အိမ်မဲတွေဖြစ်သွားကြတော့ဒီလိုစားပြတ်နေတဲ့ကြတာနဲ့သူတို့မှရှိတဲ့လက်ဖက်ထမင်းနဲ့ကျုပ်ပြိုလေးတွေကိုရှင်ချက်ပြီးတော့ဝေပေးကြတာဖြစ်ပါတယ် ညနေပိုင်းရောက်ရင်တော့တေချာဖဖွဲရာလေးတွေချက်ပြုတ်ပြီးတော့လာစားလို့ရှာရီဝေးမြပေးမယ်လို့ဆိုထားပါရီအကိုထွန်းကလည်းကျွေးတာကတော့နေတိုင်းကျွေးပြမှာပါဒါပေမဲ့ဆိုင်ကကလေးတွေမအားကြတော့လုံနိုင်နေနေထီတော့လုတ်ပေးတော့မှာပါကိုလိုလူလိုခက်ခဲနေတော့ပိုဆင်ပြေတဲ့သူတွေကိုလုတ်ကိုလုတ်ပေးတင်ပါရီရောရံပြီးတော့ခက်ခဲတဲ့ပါညာနဲ့နေနေလို့မရှာဘူးဆိုပြီးတော့ကိုချစ်ချင်းအရင်ကိုညီပါပဲရမှာလို့လည်းပြောခဲ့တာဖြစ်ပါရီ ဟုတ်ပါရဲ့ပြည်သက်ကြီးဖြစ်ဖြစ်ချင်းကိုချစ်ချင်းကူညီမှသာရှားတာပါကင်ဆယ်ရေးဆိုတာလေတေချာတိုက်ပြပြည့်စည်ပြီးမှရောက်လာကြတာမလို့ပြည်သူပြည်သားချစ်ချစ်သာကူညီရိုင်းပေးကြတာဖြစ်ပါရင်ရေတန်းတောင်မှမန်လေးမြို့မှာမရတော့ပြည်ဦးရင်ကနေမှပြီးတော့ဝယ်ကြရတာပါ အကိုထုံးနေပိုးကြပြခင်အောင်ကြည်တဲ့ချမ်းသာပေမဲ့သူတို့ရဲ့ကုညီရိုက်ပေးတဲ့စိတ်တဲ့ဟာအလွန်လေးစားရပါတယ်နော်။ပိုးကြပြခင်ကလည်းအိမ်တွေဆုံးရှုံးသွားတဲ့ပုံမှာလည်းနာကစ်တုံကအိမ်ပြိုဖို့တဲ့ကိုချင်းစာမီသူမကခုကိုဝင်နေဆိုတော့အမေအိမ်မှာနေရတော့အိမ်တအိမ်ရဲ့တံပိုးကိုတီးရတယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။အခုဆိုရင်အိမ်ပြိုသွားတဲ့အထက်ကပစ္စည်းတွေအကုန်ပြိုသွားတော့တွင်းမိရင်တောင်မှတော်တော်စိတ်ညစ်တယ်။သဘာဝဘေးဆိုတော့နိုင်ငံကကြိုတင်ကာဝယ်ထားတာမဟုတ်တော့အုံနေခြင်းနဲ့ခံစားရတာပါလို့ပြောပြခဲ့တာဖြစ်ပါတယ်။ ူတို့လင်မယားနေရာကအမြဲခီးတွေသွားပြတော့ကိုမျက်စိရှိတဲ့အရှင်လက်လက်ကြီးခန်းစားရတော့ပုတနာမိသွားတယ် သူတို့အိမ်ကတော့တကားနာလေးပဲအက်သွားတာမလို့ခဏတာပြင်ပြလိုက်ရင်ရှားပါတယ်အချို့အိမ်တွေကျတော့ပြင်ပြရတော့ဘူးဖြိုချပြီးတော့တစ်ပြင်ဆောက်မှရှားမှာပါအဲ့လိုပြင်ဆောက်ဖို့ကလည်းငွေကြေးကူညီလေးလိုအပ်ပါတယ်ငွေကူညီမပေးရင်တော့တစ်သက်လုံးရှားထားသမျှတထိုင်းနဲ့ကုန်သွားတာဆိုတော့သူတို့ရဲ့နလန်ထားဖို့တော်လေးရုံးကန်ရမှာပါလို့ပြောခဲ့တာဖြစ်ပါတယ်ဒီတော့ပြည်သက်ကြီးငယ်လင်းပေးကြီးဟာလူပေါင်းများစွာရဲ့တစ်သက်လုံးရှားထားတဲ့ငွေကြေးစည်းစိမ်တွေကိုတစ်ဆက်ကပ်ပိုင်းလေးတွေဖျက်ဆီးပစ်ခဲ့တာပါ မြန်မာပြည်သူပြည်သားတွေလည်းကက်ပေးကြီးမှာကင်းလို့ပြီးတော့တာယာတဲ့နိုင်ငံတော်ကြီးပိုင်ဆိုင်နေပါစေလို့ကိုချင်းစာမိပြီးတော့ဆုတောင်းလိုက်ပါရနော်ဝန်ထမ်းတွေပေါ်မှာကိုချင်းစာပြီးတော့လွတ်အောင်ရှုံးပေးတဲ့ပို့ချပြုခင်တဲ့ကိုထွန်းတို့ပေါ်မှာလည်းမျက်ချက်လေးတွေကိုပေးခဲ့ပေးပါအောင်ရှင်ပရိသတ်တယောက်ချင်းစီတိုင်းလည်းကက်ဆိုးကြီးရနေပြီးကင်းဝေးပြီးတော့ကျမ်းမာပျော်ရွှင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာပို့သားရင်းနေပြီဒီနေ့ဗီဒီယိုလေးကိုစုံတာလိုက်ပါရရှင်